ထိတ်တန့်ရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ကလွှဲရင် KIA, TNLA, AA နဲ့ KNDF, KNPP တို့ပြစ်ခတ်တိုက်ခိုက်မှုရစဲခြင်းမရှိဘဲတိုက်ခိုက်မှုများဆက်လုပ်နေဟုအချမ်းဖတ်စောမင်းထွန်းဆက်လက်ပြောပြနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။စစ်တပ်ကလွှဲရင် KIA, TNLA, AA နဲ့ KNDF, KNPP တို့အနေနဲ့ပြစ်ခတ်တိုက်ခိုက်မှုရစဲခြင်းမရှိဘဲတိုက်ခိုက်မှုတွေဆက်လုပ်နေတယ်လို့စစ်ကောင်စီပြောခွင့်ရ အကြံဖက်စောမင်းထွန်းကဆက်လက်ပြောဆိုနေပြန်ပါတယ်။ စစ်တပ်အနေနဲ့ငလင်တန်းကူညီရေးနဲ့ကဲဆဲရေးအတွက်ဧပြီလ2ရက်နေ့ကနေဧပြီလ22ရက်နေ့အထိရက်20အကြာအပြည့်ရထားပြီးမဲ့လေတိုင်းသားအဖွဲ့တွေအနေနဲ့တိုက်ခိုက်မှုတွေကိုဆက်လုပ်နေတယ်လို့ဇော်မင်းထွန်းကဆိုပါတယ်။ဒါပေမဲ့လည်းလက်တွေမှာအပြည့်ရကျင်ညာပြီးလေရင်နဲ့ဘုံကျဲတာစစ်ကြောင်းထိုးတာလက်နက်ကြီးတွေနဲ့ပစ်ခတ်တာဒရုန်းနဲ့ဘုံကျဲတာပြည်သူတွေကိုပစ်ခတ်ဖမ်းဆီးတပ်ဖြတ်တာတွေကိုအပြည့်ရကျင်ညာပြီးစစ်တပ်ကစတင်လှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ NUG အပါအဝင်တော်လှန်ရေးတပ်ဖွဲ့တွေကတရားဝင်သတင်းထုတ်ပြန်ပြောဆို ထားပါတယ်။အကြမ်းဖက်ဇော်မင်းထွန်းကတော့ April 6ရက်နေ့မှာ KIA, DNLA, AA နဲ့ KMDF, KNPB အနေနဲ့စစ်တပ်စခန်းတွေနဲ့စစ်ကောင်စီတပ်တွေကိုဆက်လက်တိုက်ခိုက်နေပြီးအပြည့်ရည်ကြီးညာချက်ကိုဆက်လက်ချိုးဖောက်နေတယ်လို့ဆွဆွဲပါတယ်။ 6ရက်နေ့ KIA အနေနဲ့ဗမော်မှာရှိတဲ့တပ်မတော်ဌာနချုပ်တွေကို82မမစိန်ပြောင်းနဲ့အဝေးကနေပြစ်ခတ်မှုကိုည7နာရီခွဲခန့်မှာပြုလုပ်ခဲ့ပါတယ်။ TNLA အဖွဲ့အနေနဲ့လည်းတောင်ခမ်းဒေသမှာမနေ့ကနေ့လယ်12နာရီခွဲကြော်ကြော်လောက်မှာထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်။ KMDF, KMPB အနေနဲ့ဘောလက်ခဲမှာရှိတဲ့ဘောလက်ခဲတစ်တော်ရုံအနီးမှာလုံခြုံရေးယူနေတဲ့အဖွဲ့ကိုမနေ့ဧပြီလ6ရက်နေ့မနေ့7နာရီခွဲလောက်မှာပြစ်ခတ်ခဲ့တာကိုတွေ့ရပါတယ်။ ။ AA အနေနဲ့ခွားမြို့မှာလုံခြုံရေးယူနေတဲ့စစ်ရေးရဲစီးကိုအဝေးကနေပြစ်ခတ်ခဲ့ပါတယ်။ကြောက်ဖြူမှာလုံခြုံရေးယူနေတဲ့စခန်းတွေကိုအဝေးကနေပြစ်ခတ်ခဲ့ကြောင်းတွေ့ရပါတယ်လို့အကြံဖတ်စော်မင်းထွန်းကပြောဆိုပြန်ပါတယ်။လက်တလောရခိုင်ပြည်ကြောက်ဖြူမြို့နယ်အနီးတစ်ဝိုက်မှာစစ်ကောင်စီနဲ့အာရကတပ်တော်တို့နေတိုင်းနှီးပါတိုက်ပွဲတွေဖြစ်နေတယ်လို့ဒေသခံတွေစီကသိရပါတယ်။အာရကတပ်တော်ကို စစ်ကောင်စီတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်နှစ်ဖက်တိုက်ပွဲတွေအပြင်းထန်ဖြစ်နေကြတယ်လို့တောက်ဖြူဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီနဲ့အာရကတပ်တော် AA တို့ဟာငလင်ကယ်ဆယ်ရေးလုပ်ငန်းတွေကြောင့်ထိုးစစ်ဆင်တိုက်ခိုက်တာတွေရနာထားမယ်လို့နှစ်ဖက်စလုံးကဧပြီလပထမအပတ်မှာထုတ်ပြန်ထားကြပါတယ်။ဒါပေမဲ့အာရကတပ်တော် AA ကစစ်ကောင်စီတပ်ရင်းတွေတပ်ဖွဲ့ဝင်တွေအနေနဲ့ထိုးစစ်တိုက်ခိုက်လာရင်တော့ခုခံစစ်အနေနဲ့ပြန်လည်တိုက်ခိုက်သွားမယ်လို့ထုတ်ပြန်ထားတာရှိပါတယ်။ကြောက်ဖြူမျိုးကစစ်ကောင်စီရဲ့အမှတ်32ရဲတပ်ရင်းအနီးတစ်ဝိုက်နဲ့တညဝရီရေတပ်တစ်ပုတ်တောင်ကျေးရွာအနီးတစ်ဝိုက်မှာတိုက်ပွဲဖြစ်နေကြတယ်လို့ကြောက်ဖြူဒေသပြည်သူကပြောပါတယ်။ဆက်လက်ပြီး ီ၈လနီးပါးကြာမြင့်ခဲ့သောအင်းတော်မျိုးသိန်းတိုက်ပွဲတွင်73ဘန်း40ကျော်နှင့်အမြောက်လက်နက်ကြီးများအပါအဝင်လက်နက်ခဲယမ်းအများအပြားသိမ်းဆီးရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရဲ့ရှင်။သကိုင်းတိုင်းဒေသကြီးအင်းတော်မျိုးသိန်းတိုက်ပွဲတွင်73ဘန်း40ကျော်နှင့်120မမ120မမအမြောက်လက်နက်ကြီးများအပါအဝင်လက်နက်ခဲယမ်းအများအပြားသိမ်းဆီးရရှိခဲ့ကြောင်း KIA ရှီတန်းသတင်းရင်းမြစ်ကပြောဆိုပါရယ်။ ယမန်နေ့ဧပြီလ9ရက်နေ့ညပိုင်းတွင်စကိုင်းတိုင်းအင်းတော်မြို့ကို KIA ဦးဆောင်သောတော်လန်ကြီးတက်မြကအပီးသက်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုများကိုဇက်တိုက်လှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါသည် စစ်တုံမှန်း40ကျော်ဖမ်းဆီးရရှိတယ်120မမ122လက်နက်ကြီးတွေနဲ့လက်နက်ခဲယမ်းတွေအများကြီးရပါတယ်ဟု KIA ရှီတန်းသတင်းရင်းမြစ်ကပြောဆိုပါတယ်အင်တော်မျိုးကို2024ခုနှစ်ဩဂုတ်လ16ရက်နေ့မှစ၍ KIA ဦးဆောင်သောတော်လန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရာဩဂုတ်လ24ရက်နေ့နံနက်ပိုင်းတွင်အင်တော်မျိုးရဲစခန်းထွေအုပ်ရုံနဘာလန်းစုံနှင့်နဘာရွာဖုံကြီးကျောင်းရှိစစ်စခန်းများကို KIA ပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ကြောင်း အင်းတော်ရဲစခန်းနဲ့ထွေအုံယုံမှဆုတ်ခွာသွားသောစစ်ကောင်စီတပ်ဖွဲ့ဝင်များမှအင်းတော်မျိုးရှိဒေသအခေါ်ဂျပန်လိုင်ကူတွင်တပ်မ89ဤရှီရန်ဌာနချုပ်အဖြစ်ခန်းစစ်လုပ်ကခုခံခဲ့ကြ။အင်းတော်မျိုးရှိအကြမ်းဖက်စစ်တပ်ဤနောက်ဆုံးလက်ချံစခန်းဖြစ်သောဂျပန်လိုင်ကူစခန်းကုန်းကို AIA ဦးဆောင်သောတော်လရေးတပ်များက9လကျော်တိုက်ခိုက်ပြီးနောက်သိမ်းပိုက်ရရှိကအင်းတော်တစ်မျိုးလုံးတွင်စစ်ကောင်စီတပ်ကင်းစင်သွားခြင်းဖြစ်ကြောင်းသိရပါသည်။အင်းတော်ကိုခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရတဲ့စစ်ကူစစ်ကြောင်းတွေကိုလည်းအကြမ်း င်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ရတယ်။ကိုဘက်ကလည်းထိခိုက်ဆုံးရှုံးမှုတွေရှိပါတယ်ဟု KIA ရှီရန်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ဆလပီဖလန်းမျိုးရှိစစ်ကောင်စီဤနောက်ဆုံးလက်ကျန်စစ်စခန်းကုန်းဖြစ်သည့်ခလာရ268တရင်ကိုအပိသက်သိမ်းပလိုက်ပြီးထွက်ပြေးနေသောစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလိုက်လံရှင်းလင်းနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ ချင်းပြည်နယ်ဖလန်းမြို့ရှိ လက်ကျန်268တရင်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးထွက်ပြေးနေသောစစ်ကောင်စီတပ်သားများကိုလိုက်လံရှင်းလင်းနေကြောင်းစစ်ရေးတရင်ရင်မြက်ကတရင်ဌာနသို့ပြောကြားပါသည် ဧပြီလ2ရက်နေ့နနက်ပိုင်းဖလန်းမျိုးရှိစစ်ကောင်စီနောက်ဆုံးလက်ချံတက်ဆက်ခန်းဖြစ်သည့်ခလာရ268တရင်ကိုချင်းနီနောင်နဲ့မဟာမိတ်ပူးပေါင်းအဖွဲ့များကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများစခန်းစွန့်ခွာထွက်ပြေးသွားသဖြင့်လိုင်လံရှင်းလင်းလျက်ရှိရာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေစေဖြစ်ကြောင်းသိရပါသည် တိုက်ပွဲကမပြီးသေးဘူးအခြေအနေကို CB ကနေထုတ်ပြန်မှုရှိပါတယ်ဟုချင်းညီနောင်အဖွဲ့ CBE ပြောရေးဆိုခွင့်ရှိသူကသတင်းဌာနသို့ပြောကြားပါတယ်ထို့သောစစ်ကောင်စီ၏လက်ချံတရင်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက်စစ်ကောင်စီတပ်ကလေကြောင်းဖြင့်တိုက်ခိုက်မှုများရှိကြောင်းသိရပါတယ်အဆိုပါဖလန်းမျိုးသိမ်းတိုက်ပွဲကိုချင်းညီနောင်နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှစ၍ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာအစပိုင်းတွင်ဖလန်းမျိုးမှရဲစခန်းထွေအုပ်ယုံနှင့်မျိုး ွင်းရှိစစ်ကောင်စီတပ်စခန်းများကိုသိမ်းပိုင်နိုင်ခဲ့ကြောင်းခလာရ268တရင်ကို အပီးသက်သိမ်းပိုင်နိုင်ခြင်းမရှိဘဲပိတ်ဆို့တိုက်ခိုက်ခဲ့ရာလေးလကျော်အကြာတွင်သိမ်းပိုင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ဆက်လက်ပြီးစစ်ကောင်စီတပ်ကအပြစ်ရကျင်းညာထားတော်လဲကော်ကရီမျိုးနဲ့ခြေရွာများသို့စစ်တပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။အကြမ်းဖက်စစ်ကောင်စီတပ်ကရက်20ကြာအပြစ်ရထားမိဟုကြေညာခဲ့တော်လဲကော်ကရီမျိုးနဲ့အတွင်ရှိခြေရွာများသို့လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေကြောင်း KNL နဲ့ PDF မဟာမိတ်ပူးပေါင်းစစ်ကြောင်းမှတာဝန်ရှိသူတဦးကသတင်းဌာနသို့ပြောပါရယ်။ AP2 ရက်မှာ ဧပြီလ22ရက်နေ့အထိအဖြစ်အခက်ရစဲသည်ဟုအကြံဖတ်စစ်ကောင်စီတပ်ကကြေညာထားတော်လဲလက်တွေစစ်မြေပြင်တွင်မူစီရေးအခြေအနေရပ်တန့်ထားခြင်းမျိုးမရှိပဲကော့ကရိတ်တောင်ပိုင်းမြောက်ပိုင်းနှင့်မွန်ကြီးရွာများသို့နေစဉ်လက်နက်ကြီးများဖြင့်ပစ်ခတ်နေခြင်းဖြစ်ကြောင်းသိရပါတယ်ဒီလိုစစ်တပ်ကအဖြစ်ရတဲ့ဆိုပြီးကြေညာတယ်တကယ့်စစ်မြေပြင်မှာဖြစ်တဲ့ကော့ကရိတ်မှာမြောက်ပိုင်းတောင်ပိုင်းရွာတွေကိုစစ်တပ်ကအမြောက်တင်ကားနဲ့ပစ်တဲ့နောက်ပြီးကင်းထောက်လေယာဉ်တွေပြန်နေပြီးရင် drone နဲ့ဘုံလာကျဲချတယ် ဒါကကရင်ရွာတွေဘက်နဲ့အာရှလမ်းဘက်ကိုပေါ့။နောက်ဂျိုင်းမြေဟောင်းတယောမြေဘက်ကမွန်ရွာတွေရှိတဲ့ကော်ပိန်ကော်ပေါတရဏရွာတို့ဓမ္မတရွာတို့ဘက်ကိုဂျိုင်းမြေထဲကစစ်တင်းဘောကနေအမြောင်းနဲ့ပြစ်တယ်။ ဲ့ဒီတော့ပြောမယ်ဆိုရင်ကြီးရည်လီအဖွဲ့ဆောင်အပြစ်မရက်ပဲဆက်လက်ပြစ်ခတ်တိုက်ခိုက်နေတာဟုကော်ဂရိတ်မျိုးအခြေဆိုင် KNL မဟာမိတ်ပူးပေါင်းစစ်ကြောင်းတာဝန်ရှိသူကရှင်းပြပါရယ်ကော်ဂရိတ်မျိုးနယ်တွင် စစ်ကောင်စီ၏ခမရ945ခမရ946တပ်စကခစနစ်စစ်စင်ရေးကိုကဲမှုဌာနချုပ်အမှတ်စနစ်လှိုင်ဝအမြောက်ကုန်းခလာရ68တပ်နိပူခန့်အမြောက်ကုန်း တရန်ကူးကြေးရွာရွှေကြမင်းစခန်းအောင်စေရစစ်စင်ရေးနောက်တန်းစခန်းတို့ကပြစ်ခတ်တိုက်ခိုက်မှုများလှုံ့ဆော်သည့်အပြင်ဂျမ်းမြင်ဟောင်းတယောမြင့်အတွင်ရှိတိုက်ရည်ရင်စစ်သင်းမောနှစ်စီးတို့ကလည်းလက်နက်ကြီးများဖြင့်တိုက်ခိုက်နေကြောင်းသိရှိရပါသည် ဧပြီလ6ရက်နေ့နဲ့ဧပြီလ9ရက်နေ့တို့တွင်လည်းကော့ကရိတ်မြို့နယ်တရားကျိုးနေရာမှာအမြောက်တင်ကားဖြင့်ကော့ကရိတ်အာရှလန်ကလျက်ရှိသောကော်နွယ်တဒံကူရွာတေကုံမိချောင်းအင်းလှိုင်စိန်ပြားပင်စင်ကုံရွာများဘက်သို့လက်နက်ကြီးဖြစ်ခတ်ခြင်းဒရုန်းဖြင့်ပုံကျဲခြင်းများလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ဒီရက်ထဲမှာစစ်တပ်ကအမြောက်တင်ကားနဲ့လိုက်ပစ်တာမျိုးလုပ်တဲ့ဧပြီလ9ရက်နေ့ကဆိုရင်တောင်ကြအင်းဘက်ကိုလက်နက်ကြီး၅လုံးလောက်ပစ်ထည့်တယ်။ဧပြီလ6ရက်မှာကရေပူကြီးရွာ ဘက်ပြစ်တာ နောက်ပြီးကိုးတိုင်လှိုင်ခွဲဖျားကုန်းဘက်ကိုလည်းပြစ်တဲ့ရာဘာချန်ဒူရင်ကြက်မောက်ချန်တွေတဲ့လက်နက်ကြီးတွေကြရောက်ပေါက်ကွဲတဲ့အဲ့ဒီဘက်မှာ PDF တို့ KNU တို့ကက်လာမှာစခါတွေကကြောက်ပြီးနေတိုင်းပြစ်ထုတ်နေတာမျိုးလုပ်တယ်ဟုစစ်ရေးတရင်ရင်းမြစ်က ရှင်းလင်းပြောဆိုပါတယ် အကျန်းဖတ်စစ်ကောင်စီကမှစစ်တပ်အနေဖြင့်အပြစ်ရထားတော့လေကတိုင်တိစစ်စခန်းကို KNL ကလာရောက်ပစ်ခတ်ကြောင်းအကျန်းဖတ်စစ်ကောင်စီ၏ပြောခွင့်ရပုဂ္ဂိုလ်ဇော်မင်းထွန်းကသတင်းထုတ်ပြန်ပြောဆိုထားပါရယ်ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာကွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်